ကမ္ဘာစီကြည်ဆောင်ကလေးကျောင်းလွယ်အိတ်မင်္ဂလာပါရှင် Knowledge TV ညီမကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဂျပန်ကျောင်းလွယ်တရားဘာကြောင့်ဈေးကြီးလဲဆိုတာသိကြပါလားဒီဇိုင်းရရိုးရှင်းပေမဲ့ဒေါ်လာ100အနေနဲ့1000ဝန်းကျင်တန်းမိုးရှိတဲ့ Renosio လွယ်အိတ်များကျောင်းကိုဒီနေ့မှတင်ဆက်ပေးပါမယ်ဒီ Renosio လွယ်အိတ်တွေက1900ခုနှစ်ဝန်းကျင်ကတည်းကပေါ်ပေါက်လာတာပါ လွဲကိုထုတ်လို့ရမှာ ကုန်စံ150ကျောင်းအသုံးပြုထားပြီးထုတ်လို့မှုအစဉ်အဆက်300ကျောင်းထိဖန်တီးထားတဲ့လက်ရာတစ်မျိုးပါ ရန်နိုစီယိုလွယ်အိတ်တရဲ့အသားများကကောင်းကောင်းရောင်ပြန်နိုင်ပြီးကောင်းမောင်းနေတဲ့သူများအတွက်လည်းလမ်းလျှောက်နေတဲ့ကလေးကိုလွယ်လွယ်ကူကူတွေ့နိုင်တာကြောင့်ရှင်မတော်တဆမှုများကိုရှောင်ရှားနိုင်ပါတယ်။ SR release system ကိုထည့်သွင်းအသုံးပြုထားတာကြောင့်ကလေးတွေကလွယ်ရေးအဖွင့်ပိတ်လို့ရမှာအားတင်းစရာမလိုပဲလက်ချောင်းထဲတွင်အပိတ်ဖွင့်ကိုလုပ်နိုင်ကြပြီးအရေးပေါင်းကိုအလေးချိန်ထမ်းနိုင်တဲ့ plastic ချောင်းတွေထည့်သွင်းထားတဲ့အချက်ကြောင့်အိတ်ကိုပေါ်သွားစေပါတယ်။ကလေးတွေချော်လဲတဲ့အခါပြုတ်ကြတဲ့အခါ ဒီလွဲတရားကလေးတွေရဲ့ကြောင်ယူထိခိုက်မှုကိုလည်းကာကွယ်ပေးနိုင်မှာသေးတယ်။ဒါပြင်ဂျပန်နိုင်ငံရဲ့အထူးကဘေးအန္တရာယ်ဖြစ်တဲ့ငလင်နဲ့ကြုံတွေ့ရတဲ့အခါရန်နိုဆီယိုလွဲအိတ်များကိုခေါင်းပေါ်မှာအကာအကွယ်ယူခြင်းနဲ့လည်းဥကောက်ထိခိုက်မှုများကိုကာကွယ်နိုင်ပါတယ်။ကလေးတွေရေကန်နဲ့ပြုတ်ကြတဲ့မတော်တဆမှုများနဲ့ကြုံတွေ့တဲ့အခါရန်နိုဆီယိုလည်းအိမ်မှာပါတဲ့ဖော့ပစ္စည်းတွေကြောင့်ရေပေါ်ပေါ်နိုင်ပြီးကလေးရဲ့အသက်ဘေးအန္တရာယ်ကိုကာကွယ်ပေးတာဖြစ်နေမှာပါ။ နောက်ထပ်လွယ်အိတ်မှာ GPS tracker တွေပါရှိတာမို့လို့ကလေးရဲ့ location ကိုမိဘရိအနေနဲ့အချိန်တိုင်းစောင့်ကြည့်နိုင်ပါတယ်။ဒီတက်ပို့ပြီးတော့ထူးခြားတာက Renocio လွယ်အိတ်တွေက6နှစ်ထိထိကောင်းကောင်းအသုံးပြုနိုင်ပြီး6နှစ်အတွင်းပြည့်စုံမှုတစုံတရာရှိနေခဲ့ရင်လည်းဝယ်ယူခဲ့တဲ့သက်ဆိုင်ရာစင်တာမှာအခမဲ့ပြုပြင်နိုင်တာဖြစ်လို့မိဘရိအနေနဲ့ကလေးရိကြောင်းစားတတ်တဲ့ပထမနှစ်မှာဝယ်ယူပေးလိမ့်ရှိကြပါတယ်။ကလေးရိရဲ့မိဘတွေက Renocio လွယ်အိတ်ထုတ်လုပ်တဲ့ company တွေကို ကလေးတွေကိုသူတို့အစား safety ပေးနိုင်တာကြောင့်ကျေးဇူးတင်နေကြပြီးတော့သူတို့ကလေးတွေရဲ့ပညာရေးရင်းနှီးမြှုပ်နှံမှုမှာပထမဆုံး Renosio လွယ်အိတ်ဝယ်ပေးခြင်းနဲ့စတင်ကြပါတယ် Renosio လွယ်အိတ်တွေရဲ့အာမခံတက်တန်းက6နှစ်ဆိုပေမဲ့တကယ်တော့ဒီလွယ်အိတ်တွေသုံးခဲ့တဲ့ကလေးတွေကအ ਨੇ စုံအထက်တန်းတက်တဲ့ ठी ကိုအသုံးပြုလို့ရနိုင်ပါသေးတယ်။ဒါကြောင့်မလို့မိဘတွေကကလေးတွေကြောင်းပြီးသွားရင်တော့ Renosio လွယ်အိတ်တွေကိုတဘာဝဘေးအန္တရာယ်ကြုံတွေ့တဲ့အခါအသုံးပြုနိုင်မှုအတွက်အိမ်မအရေးပေါ်အမှန်ကျစီဘက်အနေနဲ့ထားကြပါရစေ။ ရနိုဆီယိုလွဲကိုရောင်းချတဲ့ကုမ္ပဏီတွေထဲမှာနာမည်အကြီးဆုံးကတော့ဆိုင်ဝန်ဂျင်း၊ခရယ်ရီ၊ရန်နိုဖြစ်ကြပြီးတော့ဟီရိုရှိမားနဲ့ဖူကူအိုကာဒေသတွေမှာအဓိကထုတ်လုပ်ကြပါတယ်။ဒီရနိုဆီရူလဲအိတ်များဈေးကြီးပေးဝယ်ယူခြင်းကိုဂျပန်မှာရှိတဲ့မိဘတွေအားကျင့်တတ်ကြပေမဲ့တစုံနိုင်ငံသားသားများကတော့ဘလောက်ပဲအရင်သွေးကောင်းကောင်းလွယ်တလုံးစရဒီလောက်များတာမဖြစ်တဲ့ကြောင်းထောက်ပြတာတွေလည်းရှိပါသေးတယ်။ ကပရိသတ်ဇီရိုရောဒါကအတင်းတင်းနဲ့စိတ်လို့ထင်ကြပါလားပရိသတ်ဇီရိုရဲ့ထင်မြင်ချက်တွေကိုပြောပြရင်းနဲ့ဒီနေ့ရဲ့အကြောင်းအလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတော့မယ်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်တစ်ပုဒ်မှာပြန်လည်ပြီးတော့ဆုံတွေ့ကြမယ်ရှင်